မင်္ဂလာပါရှင်ဒို့အတန်ရဲ့စောင်းမများရဲ့နောက်ွယ်အစည်းအဝေးကနေကြိုဆိုပါရစေဒီအစည်းအဝေးမှာဆိုရင်ဒို့အတန်ကထုံးလွှင့်ခဲ့တဲ့စောင်းမတွေရဲ့နောက်ွယ်မှာဘလို့အခက်ခဲတွေစိန်ခေါ်မှုတွေခံစားချက်တွေနဲ့ရယူရေးသားခဲ့တယ်လဲဆိုတာကိုသတင်းထောက်တွေနဲ့ဓာတ်ရိုက်မေးမြန်းသွားမှာပါပြီးခဲ့တဲ့အပတ်ကငလင်ကြားကပြည်သူသူရဲကောင်းများဆိုတဲ့ခေါင်းစဉ်နဲ့မြေပြင်မှာအကူအညီပေးနေကြတဲ့ volunteer တွေရဲ့အကြောင်းကိုဒို့အတံမှာထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးတွေရဲ့နောက်ွယ်ကအကြောင်းအရာကိုမြေပြင်မှာအင်တာဗျူးတွေကိုယ်တိုင်မေးမြန်းခဲ့တဲ့သတင်းထောက်ကံကောင်းနဲ့စကားပြောထားပါတယ်။သတင်းထောက်ကံကောင်းကငလင်မလုတ်ခင်မတ်လ28ရက်နေ့ကမန္တလေးကိုရောက်ရှိနေတာဖြစ်ပြီးတော့ငလင်ကိုကိုယ်တိုင်ကြုံတွေ့ခန်းစားရတဲ့သူပါ။ဒီ story မှာဆိုလို့ရှိရင် interview ကလည်းဒီ volunteer တွေကို အများကြီးမေးထားတာရှိတယ်ပေါ့နော်ဆိုတော့တနေရာနဲ့တနေရာလည်းမောင်လေးသွားပြီးတော့မတူတဲ့နေရာတွေလည်းသွားထားရလို့ဟိုအမထင်တယ်အဲ့ဒီထဲမှာမှမြင်ကွင်းပေါ့နော်ဒီ volunteer တွေကုညီတဲ့မြင်ကွင်းမှာကိုယ့်ရဲ့မြင်မြင်လုံးထဲရောစိတ်ထဲကောဆွဲနေတဲ့မြင်ကွင်းတစ်ခုလောက်ပြန်ပြောပြပါဆိုလို့ရှိရင်ဟိုဘယ်မြင်ကွင်းမျိုးကိုပြန်ပြောပြချင်လဲကျွန်တော်အဲ့ interview ထဲမှာတော့ပါသွားတယ်ခလေးပေါ့သူကသူတို့ဆိုလို့ရှိရင်သူ့မိသားစုတွေအကုန်လုံးတော့ပါသွားတာပေါ့သူကတော့အရန်မီတက် ဟိုဝင်ထားလေတင်ပြရတယ်ငါလာလောက်ဝင်တူကြာတယ်ဒါပေမဲ့ဒီတူမီတာစုတွေကငလင်ငလင်ထဲမှာပါသွားတယ်သူကြံခဲ့တယ်ပေါ့သူကလည်းကြံခဲ့တယ်ဆိုတာဒီမန္တလေးတက္ကသိုလ်မီးလောင်ပြင်ရောက်နေတဲ့အချိန်မှာငလင်လှုပ်တဲ့အချိန်ဖြစ်တော့ဟိုတိုက်ပြိုတဲ့ထဲမှာတူမီတာစုတွေပါသွားတယ်သူကတော့အပြင်ရောက်လို့ကြံခဲ့ဟိုသူအဲ့မှာဘာလို့တတိယမိလဲဆိုတော့သူနဲ့ကျွန်တော်အင်တာဗျူးလုပ်နေတဲ့အချိန်မှာသူမိသားစုတွေနဲ့ပတ်သက်ပြီးတော့အမှတ်တရတွေဘာတွေရှိလဲပြောချင်မှာအဒီဘာမဖြစ်ခင်ညမှာသူတို့တွေပေါ့စကားတွေအများကြီးပြောပြကြတယ်ပေါ့လေ အရင်ရက်အရင်ရက်ထက်ပေါ့နော်အရင်ရက်ဆိုရင်လည်းဒီသူတို့မိသားစုတွေစကားမပြောပြကြဘူးဒါပေမဲ့အဲ့ညအမှားနေစကားတွေအများကြီးပြောပြကြတယ်ဟိုဒါတွေပြီးရင်ဘာတွေလုပ်မယ်ဘာတွေလုပ်မယ်ဆိုတော့အသွေးကြီးတွေကိုစီလည်းရှိတယ်ဆိုတော့အဲ့ဒါလေးကိုတော့စိတ်ထဲကြံနေခဲ့တယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဆိုတော့လေမောင်လေးအမနောက်တစ်ခုသိချင်တာကလေအမတို့ကကြတော့လက်ရှိမှာဒီအဲ့ဒီနောက်တလားကြော်ကြပြီးရတဲ့အချိန်မှာ volunteer တွေကုညီနေတဲ့အမြင်ကွင်းကိုမမြင်နေရဘူးပေါ့နော်ဆိုတဲ့အခါကျတော့ကိုအင်တာဗျူးပြုခဲ့တဲ့ ဲကမှအဲ့လိုသူတို့ကူညီနေတဲ့အမြင်ကွင်းမျိုးတစ်ခုခုကိုပြန်ပြောပြမယ်ဆိုရင်ရောဘယ်ဟာမျိုးပြန်ပြောပြချင်လဲ။ဟောအဲ့ဒီတော့ဆိုရင်တော့ဓာတ်ပေါ်ဒီထုတ်နေတာဗျဓာတ်ပေါ်ဒီထုတ်နေတဲ့ဟာကိုတော့တွေ့ရတယ်ဓာတ်ပေါ်ဒီထုတ်နေကျွန်တော်သွားပြူးတဲ့အချိန်မှာတလားကြော်ကြားတဲ့အချိန်ကြီးသူတို့ဓာတ်ပေါ်ဒီထုတ်ထုတ်နေတာနော်ဟုတ်တယ်ဗျ Sky Villa မှာဒီဟိုပေါ်ဒီရုပ်လဲရတော့ဟိုဟိုကလည်းမဖြစ်တော့တယ်ဓာတ်ပေါ်ဒီပေါ့ အဲ့ဒါကိုသူတို့တွေထုတ်နေတဲ့အချိန်ပေါ့လေဟိုကျွန်တော်ကျွန်တော် mask တွေပိုက်တက်ထားတော့သူမရဘူးပေါ့နော်ဟိုမရဘူးသူတို့ဆိုတော့ပို့ဆိုးတာပေါ့အဲ့ဒါကြီးကိုထုတ်ပြီးတော့ time ဟိုဟာဖြစ်ပြီးတော့တည်ပြီးတော့ဒီတခါလဲကားပေါ်တင်ပြီးတော့ဟိုဟာဖြစ်တာပေါ့အဲ့ဒါကတော့ကျွန်တော်လည်းအရင်တော့ကတော့အဲ့ဒီဟာတွေ dead body အနံ့နေပါလေဟိုဟာဖြစ်တဲ့ဟာတွေရတယ်ဒါပေမဲ့အဲ့အနံ့တက်ဆိုးတဲ့အနံ့ပေါ့နော်အဲ့ဒီအနံ့ဟိုမှာသူတို့ကဓာကြီးကိုနေစဉ်သူက မနေ့ကထိတောင်ဒီ sky villa ဓာတ်ပေါ်ကြီးရနေတော့မယ်ဆိုတော့ဒါကြီးဟိုပြောဟိုမိုးတွေကလည်းရွာ monthly မှာအခုကမိုးတွေကလည်းရွာတော့အဲ့ဂျားတွေကဒါဒါဒါတွေတည်နေရတယ်ဓာတ်ပေါ်ကြီးတည်ပြီးလုံနေရှာဖွေနေတော့ဆိုတော့လေသူတို့ဆိုရင်တော့ပို့ပြီးတော့ဒီအနက်နေရရင်သွားပြီလားဘယ်လိုလဲတော့မပြောတတ်ဘူးဒါပေမဲ့အဲ့ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့အဲ့အဲ့ငင်လို့ရတော့ဟိုကမှတ်မိတယ်ပေါ့နော်အခုပြန်ပြောတဲ့အချိန်မှာဒါဟိုပဲခေါင်းထဲပေါ်မယ်ပေါ့အမတခုလောက်ထက်သိချင်တာကလေ မြန်မာနိုင်ငံမှာရှိတဲ့ brighter ကိုလုတ်တဲ့လူတွေပေါ့နော်တော်တော်များများကဒီအာနာမသိငင်တော့ဆိုလဲဒီလိုကိုကြိုးဆုံပြီးတော့မှဒီ brighter ကိုလုတ်တဲ့လူတွေအများကြီးရှိတယ်အခုလက်ရှိအာနာသိင်းပြီးတဲ့အချိန်မှာလဲအခုလက်ရှိမှာလဲကိုကြိုးဆုံပြီးတော့ပဲသူတို့ဒီဒီလူတွေအတွက်ကိုကြိုးဆုံပြီးလုတ်တဲ့လူတွေကလည်းရှိနေတော့မယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဟိုဒီသတင်းတောက်တယောက်ကအင်တာဗျူးလုတ်တဲ့အခါမှာမောင်လေးရဲ့အမြင်ပေါ့နော်သူတို့ကအရင်ကထက်ကိုပို့ပြီးွားတော့စိတ်သက်ပြင်းထန်ပြီးတော့လုတ်တာလားဟုတ်ဘယ်လိုမျိုးမြင်ရလဲဆိုတော့ room ကကိုပြာမှမရှိတော့အမရဲ့ ဟိုသူတို့မှမကူရင်လည်းကူမဲ့လူမရှိတော့ဟိုဖြစ်ဖြစ်နေတဲ့ပြဿနာလေဟိုအခုဆိုသူတို့ပဲရှိတာဗျာအဲ့တော့ဟိုအရင်အထက်ပို့ပြီးငါတို့လုံးမဖြစ်မယ်ဆိုတော့ဟိုဟာတွေတော့အဲ့လိုမျိုးစိတ်မျိုးပေါ့မြင်ရတယ်။ဘာလို့ဆိုပီတူမဲ့ပီတူမပီတူတို့ပေါ့မှအဲ့လိုမျိုးပဲရှိတယ်။ဟိုဒါတို့မှမလုံရင်ဒါလုံးမဲ့လူမရှိဘူး။အဲ့လိုဆိုတော့ဟိုအဲ့လိုမြင်နေဒါပေမဲ့အရင်ရောတက်ပို့ပြီးတော့ဟိုလုံးကြတယ်။ ဟိုဒါမဲ့တကူတော့ရှိတယ်ဗျာကျွန်တော်မြင်လိုက်မြင်ရတာပေါ့သူတို့မှာအဲ့လိုလုံးအဲ့လိုစိတ်တွေရှိပြီးလုံးနေတာတော့သူတို့မှာကန့်တက်ချက်တွေအများကြီးရှိတယ်အာအတင်းဆက်ရက်တည်နိုင်မှုအတွက်အာလွတ်လပ်စွာလှုပ်ရှားခွင့်ပေါ့အမရဲ့ဟိုဟိုအများမြင်ရတော့စိတ်ထင်တိုင်းလှုပ်လို့မရဘူးလှုပ်လို့မရဘူးပေါ့တကူဆိုဒီဒီအာနာပိုင်းနေစစ်တက်ဒီအောက်စစ်တက်အောက်ကပဲတောင်းနေရတာဆိုတော့ဟိုဟိုသူတို့စိတ်ဘလောက်ပဲရှိရှိဟိုတကယ်လို့လုံးမဖြစ်မယ်ဆိုတဲ့ဟာပဲရှိရှိအာဥမာအပြင် ကျွန်တော်ကြုံခဲ့တာဆိုစကိုင်းပါပေါ့ဒါဟိုစကိုင်းပါဆိုလို့ရှိရင်ဒီဟာဓာတ်ပေါ်ကြီးထုတ်ဖို့အတွက်သူတို့ကဆက်ပစ္စည်းတွေလည်းပါတယ်အကုန်ပါတယ်ဒါပေမဲ့ဒီဟာကိုမထိပါနဲ့မထုတ်ပါနဲ့ဆိုပြီးတော့အာနာပိုင်းတွေကတားထားရတော့ဘယ်အဖွဲမှဝင် ထုတ်လို့မရဘူးနော်အဲ့လိုမျိုးဖြစ်စဉ်တွေလည်းမြင်ခဲ့ဘူးတယ်ကြုံခဲ့ဘူးတယ်ဆိုတော့သူတို့မှစိတ်ရှိလဲပဲဟိုဒီအောက်ဒီစစ်တက်အောက်ကနေပဲတွားနေရတဲ့ခါကျတော့ကိုကြီးနိုင်မှုမှာအများကြီးတာသွားတာပေါ့တာတာသွားတာပေါ့နော်ဟိုတာသွားတယ်အဲ့လိုမျိုးအဲ့လိုမျိုးမြင်နေဗျဟုတ် โอเคဟုတ်အကိုရိုင်းကလေမန္တလေးမှာလည်းနေလေးရှိတဲ့သူဖြစ်တယ်ပေါ့နော်အခုလို့ဆိုရင်အခုလက်ရှိမြင်နေရတဲ့ဟိုမြင်ကွင်းနေပေါ့နော်ဒီအားဆိုရင်ကိုယ်ဘယ်လိုခံစားချက်တွေဖြစ်စေလဲမန္တလေးကတခါမှဒီလိုဒီလောက်ထိဖြစ်သွားမယ်လို့ဟိုမတွေးဘူးပေါ့နော်ဟိုမတွေးဘူးအဲ့လောက်ထိဖြစ်မယ်လို့ဟိုအဓိကတော့ဟိုနှက်မျောတာပေါ့နော်နှက်မျောတယ်ဘာလို့နှက်မျောလဲဆိုတော့ဟိုမန္တလေးကဟိုကျွန်တော်ဟိုရှေးအောင်အဆောက်အုံတွေလည်းတဘောကြရဲ့လူဖြစ်တော်ဒီဒီရှေးအောင်အဆောက် ဟိုအကုန်ပြို့တာဗျာပြို့တယ်တော်တော်များများပြို့သွားမပြို့လဲဖြိုတယ်လေအဲ့ဆိုတော့ဟိုနှမျောတယ်ဟိုပြီးတော့မန်းရဲ့လူညီရဲ့ဗျဟိုဒီငလင်းဖြစ်ပြီးနောက်နေ့မနက်ဆိုလို့ရှိရင်ဖွင့်လို့ရတဲ့ဆိုင်ကြီးဖွင့်ပေးတယ်ဈေးတွေဆိုလဲဒါပုံမှန်ဈေးနဲ့ရောင်းပြီးတော့ကူလို့ရတာအချင်းချင်းကူမျိုးပေါ့ဒီလူမျိုးမှာမှဖြစ်တယ်ပေါ့ဆိုနှမျောတယ်နောက်ဝမ်းလဲတယ်ပေါ့နော်အဲ့ခံစားချက်တော့ရှိတယ်အဲပြီးတော့ အင်တာဗျူးလုပ်တဲ့အချိန်လေးဆိုရင်လည်းဖြစ်ဖြစ်အဲ့လိုဒီကျွန်တော်ဆိုလို့ရှိရင်ဒီဟိုစငလင်28အဲ့လိုအဲ့လိုပေါ့တုတ်တင်းကြီးနေပါလေရောက်တယ်နာကြီးအလောင်းနေပါလေရိုက်တော့ဟိုအဲ့ဒီအချိန်လေးဆိုဘယ်လိုပြောမလဲကိုယ်တိုင်ပြန်ကြုံနေရတယ်လို့ပြန်ခံစားရတယ်သူတို့အဲ့အင်တာဗျူးတွေပြန်ပြောရင်လည်းဒါကြီးငါကြုံခဲ့ရတယ်ဆိုအဲ့လိုပြန်ခံစားမိစေတယ်ပေါ့နော် ငါသာဒီဒီနေရာမှာသူတို့နေရာမှာဆိုဘယ်လိုလုပ်မလဲပေါ့နော်ပြီးတော့အဲ့လိုပေါ့ကိုကိုလည်းအစိတ်အားငယ်တော့ငါဓာရီဥဥသာပြောရင်ဟိုဓာရီအင်တာဗျူးလုပ်တယ်ဓာတ်ပုံနေရိုက်တယ်ဟိုဟာဖြစ်တယ်ပေါ့နော်တရင်နေမှာပြန်ဖို့ပြတယ်ဓာရီလုံးလို့ပေါ့ပေါ့နော်ဟိုဘာထူးမလဲပေါ့နော်ပြောင်းပြောင်းလဲသွားမလားပေါ့ငါဘာလည်းမလုပ်ဘူးနေအဲ့လိုမျိုးခံစားချက်တွေလည်းဖြစ်တယ်ပေါ့အဲ့လိုဟိုအင်တာဗျူးနေတဲ့ကာလမှာရောဒီမန္တလေးကြောင်အဲ့လိုမျိုးနှစ်မျောတယ်အဲ့လိုစိတ်ခံစားချက်တွေရောအဆုံးစင်တော့ဖြစ်တာပေါ့နော်တွေးမိတဲ့အချိန်ဆိုရင်ဟုတ်ဟုတ်ကဲ့ဟုတ်ဆိုတော့လေဒါခံစားချက်တွေအများကြီးဖြစ်တယ်နော်ဆိုတော့ ဟိုဒီလိုခံစားချက်တွေဖြစ်တဲ့ဟာကိုရောကိုကကိုယ့်ကိုဘယ်လိုပုံစံမျိုးနဲ့ပြန်ပြီးတော့ဟိုစိတ်ကိုအဆင်ပြေအောင်လုပ်ပြီးတော့မှဒီ interview တွေဆက်ဆက်ပြီးတော့လုပ်ဖြစ်သွားတာလေဒါမှမဟုတ်အာငါမလုပ်တော့ဘူးဆိုပြီးတော့မှရက်တက်ပြီးတော့မှတခုခုလုပ်မယ်ဆိုတဲ့အတွင်းမျိုးဖြစ်ခဲ့ပြီးတော့အဲ့မျိုးရောရှိလားဟိုပေါ့ပြောရရင်တော့ထုံထုံသွားရပဲပြောမှန်းမသိအဲ့ဟိုဟိုဒီဒီ interview တွေမတိုင်ခင်တော့ရှေ့မှာလုပ်ခဲ့တဲ့တပုံတွေရိုက်ခဲ့ွားရေးရှိတယ်နောက်တော့ဟိုလူပြောမယ် ဘာမှဆက်မလုပ်ချင်တော့ဘူးပေါ့နော်ဟိုရိုက်လည်းမရိုက်ချင်တော့ဘူးလှုပ်လည်းမလှုပ်ချင်တော့ဘူးတီလည်းမတီချင်တော့ဘူးဟိုအဲ့လိုမျိုးပေါ့ဥမာဟိုဘယ်လိုလဲဖေးဆိုင်တငယ်ချင်းတွေလည်းဖေးဆိုင်ပဲထိုင်တာပဲဖြစ်ပါဖြစ်ဆိုဟိုပြောရရင်တော့ဒီတလားနှစ်လားဒီတလားအတားအသွင်းရတော့ပေါ့လူတွေရဲ့ topics ကမန္တလေးမှာပြောတဲ့ topics ကဒီအကြောင်းကြီးပဲဘယ်အင်ရတော့ဘလိုပြေွားဘလိုတေွားဒါတွေမဟုတ်တော့အကြမ်းမ်းကြားချင်တော့ဘူးပေါ့နော်ဟိုအဲ့လိုကြားလို့ရှင်လည်းဟိုရှောင်သွားများဒါပေမဲ့အခုနောက်ပိုင်းတော့ဟိုအဲ့လိုခီးတစ်ခုလည်းထွက်လိုက်ပါ냐ဆိုတော့နည်းနည်းတော့ပြန်အဆင်ပြေသွားပါပြီ ဒါတော်တော်ခက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 ်ဖြတ်ရတဲ့အချိန်တွေပေါ့နော်သူကလူတိုင်းအတွက်ဖြစ်မယ်ထင်တယ်နော်ကဲဟုတ်ကဲ့ပြောင်းတမျိုးစီမတူဘဲနဲ့လေနော်ရတဲ့အချိန်တွေပေါ့ဒါတော့ကျွန်တော်တို့ကအရင်ကျွန်တော်မဟုတ်ကျွန်တော်ကတော့ဟိုပွင့်လင်းပြောရရင်ရှောက်သွားနေလို့မြင်လို့ဖြစ်တာပေါ့နော်သူတို့ကကျတော့တကယ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဆိုပို့ဆုံးပါပေါ့နော်ဟုတ်စိတ်ပိုင်းဆိုင်ရာလေအဲ့လိုမျိုးအရင်ဟိုတော်တော်ထိခိုက်သွားတဲ့သူတွေရောတွေ့ခဲ့ရဘူးလားရှိလား ဒီ interview လုပ်တဲ့အချိန်မှာလေခုနကကျွန်တော်ပြောသွားတဲ့ကျွန်တော် kuna interview ခဲ့တဲ့အဲ့ဒီထဲမှာပါသွားတဲ့ကလေးတယောက်ဆိုလည်းအဲ့လိုမျိုးပဲသူ့ရဲ့မိသားစုဝင်အမှန်တကယ်ဆိုး6ယောက်ပါသွားတာပေါ့နော်ဒီဒီဘာဒါမဲ့သူဖြေတဲ့အခါမှာသူဘယ်နှယောက်ပါသွားမှန်းတော့သူမသိတော့၄ယောက်ပြောရင်လည်းပြောတယ်၃ယောက်ပြောရင်လည်းပြောတယ်အဲနာမည်တွေဆိုလဲသူမသိတော့မမှတ်မိတော့သူမှတ်မိတာအဲ့ဒီညသူတို့မိသားစုကြီးဟိုအများကြီးစကားပြောပြပြီးတော့ဒီအစ်ပြီးသွားတဲ့အချိန်ပေါ့မဟုတ်အစ်ပေါ့လေမဟုတ်အစ်ပြီးသွားတဲ့အချိန်ဘယ်လိုသွားလဲမယ်ဆိုတာကို တော့သူကောင်းကောင်းပြောနိုင်တယ်ကျန်တဲ့ဟာအဲ့လိုသူ့ရဲ့ပါပဏျောက်ပါဝါတယ်ဘလူပါဝါတယ်ဘာညာသူဘာမှမပြောနိုင်တော့ဘူးပြောလဲမပြောချင်တဲ့မျက်နာမျိုးလည်းမြင်ရတယ်ဗျဟုတ်အဲ့လိုမျိုးတော့တွေ့ခဲ့ရဘူးကြည့်ဟုတ်ကဲ့ဟုတ်အာ volunteer လုပ်တဲ့သူတွေကို interview လဲလုပ်ခဲ့တယ်ကိုယ်တိုင်လည်းမြင်ခဲ့ရတယ်ဆိုတော့လေဒီအတွေ့အကြုံတွေအားဆိုလို့ရှိရင်ရောဒီ volunteer လုပ်တဲ့သူတွေအတွက်ဆိုရင်ဟိုဘလို့ကူညီတွေလိုအပ်နေတယ်ဆိုပြီးတော့မြင်မိလဲအဓိကတော့ဟိုကျွန်တော်မြင်တာတော့ ကယ်ဆယ်ရေးတင်တန်းနေပေါ့လေပြီးတော့နောက်တစ်ခါကယ်ဆယ်ရေးစက်ပစ္စည်းတွေပေါ့ကယ်ဆယ်ရေးစက်ပစ္စည်းဒီပြီးတော့ဆက်၃စီပေါ့ဟုတ်စားဖြစ်ကလေးအားဆိုဘယ်လိုပြောမလဲလှုပ်ချင်တဲ့လူများတယ်လူများတယ်ဗျာဟိုဥလာတိန်ပြီးမှန်ပဲဖြစ်မှာဆိုလို့ရှိရင်စားဖြစ်ကလေးအားအမှလှုပ်ချင်တဲ့လူများတယ်ဘလို့ဒါပေမဲ့ဘလို့လုံးဝမသိဘူးဘာဘာတဲထုတ်အောင်မသိဘူးဆက်ပစ္စည်းလည်းမလုံးလောက်တော့ထိုင်ကြည့်နေကြရတာပေါ့ဟိုဒါလည်းအခုမှနှစ်ခုတွေ့တူးတွေ့ကြုံဘူးတာဆိုတော့ အတင်းတွေကလည်းပွင့်လင်းပြောရင်ဟိုရရတာဟိနာကြီးအတွက်အဓိကထားခဲ့ကြတာဆိုတော့ဒီအရင်တကယ်နှစ်ခုတွေ့သူတွေ့ကြုံတဲ့အခါကျတော့မတိကြတော့ဘူးเนาะဘာစဘယ်ကနေစလို့ရမလဲတကယ်ဟိုဒင်းပြတဲ့ချက်ပြည့်လုံနိုင်တဲ့အဖွဲ့အစည်းကလည်းအဲနဲသွားတာကိုနဲသွားတော့အဲအဲ့ဒါတော့လိုအပ်မှထင်တယ်ပြီးတော့ဒီရှေ့မှာလည်းပြောခဲ့သလိုပေါ့ဒီအတင်းတွေဆက်ရက်တည်နိုင်မှုတွေဒီလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ခွင့်လေလူမယ်မြင်နေပေါ့เนาะအခုကဘာလဲဆိုတော့သူကတကူဆိုလဲဒီအနာပိုင်းဒီစီကပဲတွားနေရတာဆိုတော့ကိုညီနိုင်မှုမှာတော့ အများကြီးกว่าသွားပါဘောเนาะဟုတ်အဲ့အဲ့အဲ့ဒါကြီးမြင်နေကြဟုတ်ဟုတ်ကဲ့ဆိုတော့ဒီ volunteer story အလုပ်တုံးကကြုံရတဲ့အခက်အခဲဒါမှမဟုတ်လို့ရှင်အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ဗောဘာတွေဖြစ်ဆက်ပြောနေတာမျိုးရောရှိသေးလဲမသိဘူးရှင်။ဟုတ်တခြားကြီးတော့အများကြီးတော့မရှိပါဘူးဟိုအဓိကတော့လीအခက်အခဲကတော့ interview ဖြေတာဟိုဗောလေတိတ်ပြီးတော့ဟိုနည်းနည်းအခက်အခဲလေးဗောသူတို့လည်းထိန်းဖြေတာကြီးလေးရှိခဲ့တော့လीမဖြေရကြအောင်အဲ့လိုနောက်ဆက်တွဲကိစ္စတွေစိုးရိမ်နေကြရလဲရှိတော့ဒီ ဒီပြောချင်တဲ့ဟိုပေါ့ဒီ interview ဖြေဖို့ငင်းနေကြတဲ့သမားတွေရှိတယ်အဲဆိုတော့ဒါကိုနားနားနားလေပေါ့နော်ဒါမဲ့လေကျွန်တော်တို့ကလည်းဒီအတန်တွေကိုထုတ်နိုင်မှာအနည်းဆုံးတော့မှတ်တမ်းအဖြစ်ကြံခဲ့မှာဆိုတော့လေအဲ့ဒါအဲ့ဒါတော့ပါပဲကျန်တာတော့အဲ့လိုဖြည့်စွက်ပြီးပြောချင်တာတော့မရှိပါဘူးဗျာဟုတ်ဒို့အတန်ရဲ့စောင်းမများရဲ့နောက်ွယ်အစီအစဉ်ကို နားဆင်ပြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ပြီးခဲ့တဲ့ပတ်ကကျမတို့ထုတ်လွှင့်ခဲ့တဲ့ငလင်ချားကပြည်သူတရားကောင်းများဆောင်းပါးကိုလည်းနားဆင်နိုင်အောင်လို့ link လေးထည့်ပေးထားပါတယ်။ဒီ season သာမကဘဲနဲ့ဒို့တန်ရဲ့ season လေးနဲ့ပတ်သက်ပြီးတော့မိကုန်းနေထင်မြင်ယူဆချက်တွေအားပေးဝေဖန်ကြံပြမှုတွေကိုလည်းဒို့တန်ရဲ့ page မှာလွတ်လပ်စွာနဲ့ဝင်ရောက်ရေးသားနိုင်ပါတယ်။နားဆင်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမ်းမာပေးခင်ကြပါစီရှင်။